ရန်ကုန်တိုင်းဒေသကြီးတောင်ငုံမြို့နယ်မှာရဲခွန်အုပ်ချုပ်ရေးမှူးတအူးကိုဓာတ်နဲ့ခုတ်တက်ခဲ့တဲ့အမှုကကျူးလွန်သူသုံးကိုအရှေ့ပိုင်းခရင်တရားရုံးမှာစက်တင်ဘာလ9ရက်နေ့ကရုံးထုတ်ခဲ့ပါတယ်။အဲ့ဒီရုံးချိန်မှာအမှုနဲ့ပတ်သက်ပြီးမျက်မြင်သက်သေအမျိုးသားတအူးနဲ့အမျိုးသမီးတအူးတို့ကိုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ စစ်စေးရမှာတော့မျက်မြင်သက်သေအမျိုးသားကဈေးဆိုင်ထဲမှာရက်ွက်အုပ်ချုပ်ရမှုလဲနေတာကိုတွေ့ခဲ့ပြီးအဲ့ဒီဈေးဆိုင်တွေကနေဘိုးဘိုးလင်းထွက်လာတာကိုမြင်ခဲ့တယ်လို့ထွက်ဆိုသွားခဲ့ပြီးတော့မျက်မြင်သက်သေအမျိုးသမီးကတော့အခင်းဖြစ်ချိန်မှာရက်ွက်အုပ်ချုပ်ရမှုဈေးဆိုင်ထဲကိုပြေးဝင်သွားတာမြင်လိုက်ပြီးဘိုးဘိုးလင်းနဲ့အခြားအမျိုးသားတမှုကဝင်လိုက်သွားခဲ့ကြောင်းအဲ့နောက်ဈေးဆိုင်ထဲမှာအသံတွေကြားရပြီးဘိုးဘိုးလင်းနဲ့အခြားအမျိုးသားတအူတို့ပြန်ထွက်သွားတာကိုမြင်လိုက်ရတယ်လို့တရားရုံးမှာထွက်ဆိုသွားခဲ့ပါတယ် အဲဒီနောက်မှာတော့အရှိပိုင်းခရင်တရားရုံးကစက်တင်ဘာလ17ရက်နေ့ကိုရုံးချင်းပြန်လည်ချင်းဆိုပေးခဲ့ပြီးကြန့်ရှိနေတဲ့တရားလိုပြတပ်တွေတွေကိုဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်ဖြစ်စမှာတော့ပြီးခဲ့တဲ့မေလ29ရက်နေ့ကတောင်ငူမြို့နယ်140ရပ်ကွက်မှာအသက်73နှစ်အရွယ်ကလေးတဦးကိုလူသုံးဦးဆဲဆူချိန်ပေါင်းနေလို့ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစော်ဝင်းကဝင်းရောက်တားမြစ်ခဲ့ရမှာတော့အဲဒီလူသုံးဦးကပါလာတဲ့ဓာရီနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုခုတ်ခဲ့တာဖြစ်ပါတယ်။ ။အဲ့ဒီလိုခုတ်ခဲ့တဲ့အတွက်ရက်ကွက်အုပ်ချုပ်ရေးမှူးကနီးစပ်ရာစတိုးဆိုင်တွေကိုပြေးဝင်ခဲ့ပေမယ့်နောက်ကလိုက်လာပြီးဓာရိန်နဲ့ဝိုင်းခုတ်ပြီးထွက်ပြေးသွားခဲ့တဲ့အတွက်ရက်ကွက်အုပ်ချုပ်ရေးမှူးမှာဓာရိန်ရာအများအပြားရရှိခဲ့ပြီးတော့စေယုံကိုပို့ဆောင်ခဲ့တဲ့အချိန်မှာတည်ဆုံသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးရက်ကွက်အုပ်ချုပ်ရေးမှုကိုဝိုင်းဝန်းဓာတ်နဲ့ခုတ်ခဲ့တဲ့သူ၃ဦးအပါအဝင်၎င်းတို့ကိုထွက်ပြေးစေဖို့ကူညီပေးခဲ့သူတူအူကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ရလို့ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။ အဲဒီနောက်မှာတော့၎င်းတို့ကိုအရှေ့ပိုင်းခရင်တရားရုံးမှာပြစ်မှုပုံမှန်300နဲ့ပုံမှန်212တို့နဲ့တရားစွဲဆိုခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။